အားလုံးမင်္ဂလာပါရှင်ဒီကနေ့မှတော့ဆရာမလေးကအင်္ဂါသားသမီးများအတွက်ဟောစတဲ့လေးကိုတင်ဆက်ပေးချင်ပါတယ်ရှင်အင်္ဂါသားသမီးတွေကတော့ဒီကာလမှာအဲလုံသမ ्या ကံမင်းများအစဉ်ပြီးချုံးမွေးနေတာမျိုးလေးတွေငွေကြေးကိစ္စလေးတွေမှာစီစဉ်ဆောင်ရွက်ဆရာကိစ္စလေးတွေအစားရှိသဖြင့်တွေ့ရတယ်ပေါ့နော်အဲတချို့ကိစ္စတွေမှာတော့မလုပ်ချင်မင်းနဲ့နှစ်ကြိမ်မသွားချင်မင်းနဲ့နှစ်ကြိမ်အဲမဖြေချင်မင်းနဲ့နှစ်ကြိမ်လုပ်နေရတယ်ဖြေနေရတယ်သွားနေရတယ်ကိစ္စမျိုးတွေလည်းတွေ့ရတယ်ပေါ့နော်ဥပမာခကြီးမထွက်ချင်မင်းနဲ့လည်းနှစ်ကြိမ်ထွက်နေရတာမျိုးတွေပြောရမယ်ဆိုရင်တော့နှစ်ကြိမ်ထက်ပိုတဲ့ကိစ္စတွေနှစ်ခါထက်ပိုတဲ့ကိစ္စတွေပေါ့နော်အများကြီး ညင်ရတယ်တွေ့ရတယ်ပေါ့နော်ပြီးတော့ဒီဇာတာရှင်ကညင်ညင်သွေးကောင်းနေထက်မြက်တယ်တော်ရင်အင်္ဂါသားသမီးတော်တော်များများညင်ညင်သွေးကောင်းပြီးတော်တဲ့နေရာမှာပါကြတယ်နော်အတွေးခေါ်ကြီးရန်ကောင်းတယ်သူတို့တွေးပြီဆိုလို့ရှင်ပြေးကြည့်လိုက်တာတော့မှန်တဲ့သူမျိုးတွေဖြစ်ပေါ်များရတယ်ပေါ့နော်အဲ့တော့နောက်တစ်ခါကျတော့သူတို့ရဲ့အဲအသိပညာဗဟုသုတာလည်းသူများတွေထပ်ပို့ပြီးရှေ့ကိုရောက်တယ်ပေါ့နော်သူများတွေထပ်ပို့ပြီးတွေးခေါ်ကောင်းနေအတွက်သူများတွေထပ်ပို့ပြီးရှေ့ကိုရောက်တယ်ပြီးတော့နောက်တစ်ခါကျတော့အဲဒီကာလမှာအပြောင်းလဲတွေအများကြီးဖြစ်ပေါ်လာအရင်ကအဆင်မပြေမှုတွေအခုမှဖြစ်လာမယ် အဲဒါပေမဲ့တချို့အဆင်ပြေခဲ့တဲ့သူတွေကဒီကာလမှာအဆင်မပြေတော့တာမျိုးတွေရှိတတ်တယ်။တချို့သူတွေနဲ့ပေါ့ကိုယ်နဲ့အဆင်မပြေတော့တာမျိုးရှိတတ်တယ်။သူတို့တွေနဲ့ကိုယ်တွေနဲ့အဲဘယ်လိုပြောရမလဲ။စိတ်ထဲမှာတွေးခေါ်မှုအားလုံးကပြောင်းလဲလာတာမျိုးတွေပေါ့နော်။အဲတချို့ဒီစကြောလေကိုနဲ့ပေါ့နော်အရင်ကသဟစာတာဖြစ်တယ်လို့ပုံစံမျိုးဖန်ထားပြီးမယ်အခုကျတော့သူတို့ကလည်းဟိုရေရှည်ကြတော့လေဟိုခံဆောင်လို့ကမရတော့တဲ့ခါကျတော့သူတို့ရဲ့အဲပုံစံကွာကြလာတယ်ပြောရမှာပေါ့နော်သူတို့ရဲ့ဟန်ဆောင်ထားတဲ့မျက်နှာပုံကွာကြလာတယ်အဲ့လိုမျိုးတွေလည်းတွေ့ရတယ် ော်အဲ့တော့အဲနောက်တစ်ခါကျတော့အိုးပိုင်အိုးအိမ်အပိုင်ပေါ့မရှိသေးတဲ့သူတွေဆိုလို့ရှိရင်ကိုယ်သဘောကျတဲ့အိမ်တစ်လုံးစူးစမ်းခွင့်ရရှိမယ်ဆိုတဲ့ပုံစံမျိုးလေးကိုလည်းကျွန်မလေးကမြင်ရတယ်ပေါ့နော်အဲ့ဒါလေးကိုတွေ့ရကိုယ့်ရဲ့နောက်တစ်ခါကျကိုယ်တောင်းထားတဲ့စုတွေကိုဖြစ်ချင်တဲ့ဆန္ဒတွေကိုယ့်ရဲ့အိမ်မက်တွေအားလုံးကလည်းသိမကြခင်တော့အချိန်ကာလတစ်ခုမှာပြည့်စုံအောင်မြင်တိုးတက်လာမယ်ဆိုတဲ့အနိဋ္ဌာလေးတစ်ခုကိုလည်းကျွန်မလေးကအဲမြင်ရတယ်ပေါ့နော်ပြီးတဲ့အခါမှာ ဒီတရင်ချုပ်ကနေစပြီးတော့အလင်းဓာတ်တွေများများလှူပေးရမယ်အဲအတိတ်ထန်တွေညာရေးလုတ်ပေးရမယ်ပေါ့နော်အဲ့ဒါတွေနဲ့ပတ်သက်ပြီးဒီစိတ်သိချင်တယ်ဆိုလို့ရှိရင်တော့ဆီယမာလေးရဲ့ဒီ Facebook wow ပေါ့နော်တန်လာခဲ့လို့ရတယ် messenger ကိုလာခဲ့လို့ရတယ်အဲလှူချင်တဲ့တန်းချင်တဲ့အဝေးရောက်နေတဲ့ကိုကလှူဖို့တမ်းမှုအဆင်မပြေဘူးဆိုလို့လေဆီယမာလေးနဲ့ဆီယမာလေးအဖွဲကြီးအကုန်လုံးစီစဉ်ပြီးရပေါ့နော်အဲဒါကတော့ဟိုအဆင်မပြေတဲ့သူတွေတော့ပေါ့အဆင်မပြေတဲ့သူတွေကတော့ကိုပါကိုလှူကြမယ်တန်းကြမယ်ပေါ့နော် နောက်တစ်ခုကကြတော့ဒီကာလအနေစာပြီးတော့ကို manifest တစ်ခုပေါ့နော်စူတောင်းအဲပြောရမလို့စူတောင်းမြတ်တာပို့ပုံမှန်တစ်ခုကိုလုပ်ကိုလုပ်ရမယ်ကိုဖြစ်ချင်တဲ့ဆန္ဒတစ်ခုကိုယခုကနေစာပြီးတော့မပြတ်မကွက်ဆရာမလေး horizon limit ကိုကြားတဲ့အချိန်ကနေစာပြီးမပြတ်မကွက်အဲဒီဖြစ်ချင်တဲ့ဆန္ဒတစ်ခုကိုစိတ်ထဲမှာတောက်လျှောက်ရည်ရွယ်နေတာမျိုးညစဉ်ညတိုင်းပြောဆိုနေတာမျိုးကိုကအောင်မြင်ခြင်းနဲ့ပြည့်စုံခြင်းနဲ့ချမ်းသာခြင်းနဲ့ဆရှိတဲ့ပြင်ပေါ့နော်အဲ့ဒါကိုအဲနေ့စဉ်အဲဒီလိုကိုစိတ်ထဲမှာအငြင်းနဲ့ယူ ရွတ်ဆိုပေးနေတာပေါ့နော်အဲ့လိုဆူတောင်းနိုင်ပြည့်မလားဆိုတော့လေဆူတောင်းနိုင်တော့ပြည့်ဖို့မလွယ်ဘူးဒါပေမဲ့အဲ့ဆူတောင်းနေပြည့်ဖို့ကိုယ်တိုင်ကြိုးစားရင်းနဲ့ကိုယ့်ရဲ့စိတ်ဆန္ဒတွေရတယ်လုတ်ကင်ခြင်းစိတ်တွေဖြစ်လာမယ်ကိုယ့်ရဲ့စိတ်နှိုးဆော်မှုတွေကြောင့်ကိုယ့်ရဲ့ energy တစ်ခုလုံးကိုယ့်ရဲ့ surrounding တစ်ခုလုံးကိုယ့်ရဲ့ environment တစ်ခုလုံးကကိုယ့်ရဲ့ဒီစိတ်ခွန်အားရဲ့ energy တွေနဲ့ပြည့်ဟိုဘာလို့ပြောရမလဲပြည့်မြောက်လာပြီးတော့နော်ဒီ positive energy တွေပြီးတော့ strong ဖြစ်တဲ့ energy တွေစုပြုံလာပြီးတော့ကိုယ့်ဖြစ်ချင်တဲ့ဆန္ဒတွေကိုအဲဒီဘေးကနေပြီးတော့ ဟိုပါဝါအားကောင်းကောင်းနေပေါ့နော်ထောက်ပံ့ပေးမယ်အကူအညီတွေအများကြီးရလာမယ်ဆိုတဲ့ပုံစံမျိုးဆရာမတွေကတော့တွေ့ရပါတယ်ပြီးတော့ဒီစားသရှင်တွေကသူများတွေကိုကိုချစ်တဲ့သူတွေခင်တဲ့သူတွေကိုထောက်ပံ့ပေးခြင်းနဲ့သူကာကွယ်ပေးခြင်းနဲ့သူကိုယ်လည်းထောက်ပံ့ပေးကမ်းနိုင်တဲ့သူကာကွယ်ပေးနိုင်တဲ့သူတွေရောက်လာနိုင်တယ်ဒိုင်းသက်ဖွယ်ပေါ့ကာကွယ်ပေးနိုင်တဲ့သူတွေရောက်လာနိုင်တယ်အဲပြောရမယ်ဆိုလို့ရှိရင်တခါတလေကျတချို့ကျတော့ကိုယ့်ရဲ့အခြေကိုထုတ်ဖို့မပြဘဲနဲ့ကိုယ်ဖွက်ထားတာမျိုးပေါ့နော်ကိုယ်ဖွက်ထားတာအဲပြီးတော့အဲပြီးတော့ပုံစံအမျိုးမျိုးပြောင်းတာ လူတွေပေါ်မှာဆက်ဆံနေခါမှာချစ်သူရည်စားပေါ်မှာဆက်ဆံနေခါမှာကိုကနည်းနည်းလေးပေါ့နော်အာအရန်အပြောင်းလဲမြန်တာအဲ့လိုမျိုးရှိတဲ့အတွက်တချို့ကကိုယ့်ပေါ်မှာဟိုဘယ်လိုလဲအမြင်ပေါ့ ဘလို့မြင်ရမှန်းမသိဘူးဖြစ်နေတတ်တာမျိုးလေးတွေ့ရတယ်တကယ်ညကွာ unique ဖြစ်ပြီးသားလူပဲเนาะ unique ဖြစ်တယ်ပြီးတဲ့အခါမှာအမမန်ကတော့မြူနဲ့မဆိုပေါ့နော်ကိုယ့်ရဲ့ပုံဝင်ခြင်းကလူတွေနဲ့အကုန်လုံးအဲဘယ်လန့်စ်ဖြစ်ဖြစ်ရတန်ညီညီလေးနေထိုင်ပေးမယ်ဟာမိုနီကြကြနေထိုင်ပေးမယ်ဆိုလို့ရှိရင်အရန်ပို့ပြီးတော့အဲလှပတဲ့မိတ်ဆွေကဏ္ဍ၄ relationship ကဏ္ဍ၄အများကြီး friendship ကဏ္ဍ၄ဖြစ်မယ်လို့ဆရာမလေးကတော့ညင်ရပါတယ်အဲ့တော့ အောင်မြင်ပါစေပြည့်စုံပါစေယခုချိန်ကနေစပြီးတော့အလင်းတက်ဒီများများလှူရင်းနဲ့အဲနောက်တစ်ခါကျတော့ဟိုကိုဖြစ်ရှင်တဲ့ဆန္ဒတွေကိုလှုပ်ဆောင်နိုင်ပါစေလို့ဆရာမလေးကဆုတောင်းပေးတယ်တခုရှိတယ်အဲဆရာမလေးရဲ့နမိတ်ဟော့စတန်ကိုကြာပြီးလို့ရှိလို့ရှိရင်အများထပ်ပို့ပြီးတော့ထင်ပေါ်ကြကြအောင်မြင်လာမယ်ဆိုတဲ့နမိတ်လေးလေးတွေ့ရတယ်နောက်တခုနောက်တခုဂယူးဆရာမလေးကတော့ဈေးုံဈေးကန်လေးတွေရောက်တာမျိုးအဲနှာစီးဖျားနှာချောင်းဆိုးပေါ့နော်အဲ့ဒါလေးတွေအတွက်ကတော့နည်းနည်းကျမကြီးညံ့နေတာမျိုးလေးရှိတဲ့အတွက်တော့တတိထားပေးပါလို့ပြောချင်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်ရှင်